ဒါလေးကတော့ကိုကျူးကနောက်ဆုံးထွက်ထားတဲ့ CD3295 model လေးဖြစ်ပါတယ်။ဘူးထဲမှာဘာတွေပါလဲတစ်ချက်ကြည့်အောင်။ user manual ပါမယ်။ pan case ပါမယ်။ type c အသွင်ကြိုးပါမယ်။ခေါင်းအပိုနှစ်ခုပါမယ်။နောက်ပြီးတော့ pan ပါမယ်။ဒါဆိုရင် pan အကြောင်းလေးတစ်ချက်ပြောပြပါမယ်။ pan က type c နဲ့အသွင်လေးရသလို wireless charging နဲ့အသွင်လေးရပါတယ်။ wireless charging ရတဲ့ device တွေမှာတော့ကပ်လိုက်တာနဲ့ပွင့်သွားမှာဖြစ်ပြီးတော့ wireless charging မရဘူးဆိုရင်တော့ pan အနောက်ကိုဖိထားရဆိုရင်ပွင့်သွားမှာဖြစ်ပါတယ် pan မှာ bluetooth ပါပြီးတော့ bluetooth ချိန်ထားမယ်ဆိုရင်အားပမာဏကိုကြည့်လို့ရတယ်လို့ shortcut button တွေကိုလည်းတုံးလို့ရမှာဖြစ်ပါတယ် ပန်ရဲ့ function တွေအနေနဲ့ကတော့ iPad ပေါ်လက်တင်ရေးလို့ရတယ်ပန် rejection ရတယ်စာရေးလိုက်တာနဲ့ test ကိုပြောင်းပေးတယ် script ပဲ function လေးရတယ်ပန်ကို degree ပြောင်းလိုက်တာနဲ့မျှလုံးအကြီးအသေးပြောင်းပေးတဲ့ day function လေးရပါတယ်ဒေါင်းကဆွဲလိုက်တာနဲ့ screenshot လေးရိုက်လို့ရပါတယ် body မှာပါတဲ့တန်လိုက်ကအရင်မြင်ရတဲ့အတွက်ဘလောက်ခါခါပြုတ်ကြအောင်ခေါင်းကလည်း Apple Pencil 2နဲ့အတူတူပဲမို့လို့ tab ဖြုတ်ကအရင်လွယ်တယ် paper light သုံးတဲ့လူတွေအတွက်က metal tips လေးပြောင်းတက်လို့ရပါတယ်အသွင်းတာက type c ရော wireless charging ရောနှစ်မျိုးလုံးရတဲ့အတွက်2018အထက် model အကုန်လုံးနဲ့အသုံးပြုနိုင်ပါတယ်ဒါပေမဲ့ iPad Dime ya, vale, ¿no?